နာမည်ကြီးတရုတ်ကျင်းသားတွေကိုတီးတန့်တိုက်ထဲမှာမျိုးသမီးတွေနဲ့တွေ့ခွင့်ပေးခဲ့ပြီးတခြားအထူးအခွင့်အရေးတွေလည်းပေးခဲ့တယ်လို့ဆိုကာဘန်ကောက်အချင်းထောင်အကြီးအကဲကိုထိုင်းရနာပိုင်တွေကယာတို့ကနေချထားလိုက်တယ်လို့တရားရေးဝန်ကြီးဌာနကပြောပါတယ်။ဘန်ကောက်ရီမန်နဲ့အချင်းထောင်မှာအချင်းသားတွေစီတရုတ်မျိုးသမီးနှစ်ဦးဝင်ရောက်ခွင့်ပြုခဲ့တယ်လို့ဒေသခံမီဒီယာတခုကပြီးခဲ့တဲ့အပတ်မှာသတင်းဖော်ပြခဲ့ပြီးတဲ့နောက်အဲ့လိုရှုပ်တော်ပုံ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ဒီကျင်းတောင်ဟာတရားစွဲတင်ဖို့စောင့်ဆိုင်နေစေအချုပ်အကျဉ်းသား၄000ကျော်ကိုရမန်ယူချုပ်နှောင်ထားတဲ့နေရာဖြစ်ပြီးအခုလအစောပိုင်းကတရုတ်နိုင်ငံကိုပြန်ပို့ခဲ့တဲ့လူလိန်ရှဲကြည့်ကျင်းလိုလူမျိုးအပါအဝင်ထိုင်းနိုင်ငံမှာရှိတဲ့နာမည်အပြတ်ဆုံးတရားခဏ်တွေကိုချုပ်နှောင်ထားတဲ့နေရာလည်းဖြစ်ပါတယ်။အကျဉ်းထောင်အကြီးကဲသူ့အတွင်ရင်မူအကြီးလိုင်းအကျဉ်းထောင်အရာရှိတူတို့ကိုတရားရေးဝန်ကြီးဌာနကတင်းလာနေမှာယာဒုကနေချထားလိုက်တယ်လို့ဝန်ကြီးဌာနထုတ်ပြန်ကြေညာချက်အရသိရပါတယ်။ တရုတ်ကျင်းသားတွေကိုမျက်နှာသာပေးခဲ့တယ်လို့စွပ်စွဲခံထားရတဲ့အကျဉ်းထောင်အရာရှိတွေပါဝင်တဲ့အမှုကိုတပ်တွေအထောက်ထားတွေအပေါ်အခြေခံကင်တွယ်ခဲ့တယ်လို့တရားရေးဝင်ကြီးရတပုံနောင်ဝရက်ကပြောကြောင်းဒိန်လာနေနောင်ပိုင်းကထုတ်ပြန်ခဲ့တဲ့ညညာချက်မှာဖော်ပြထားပါတယ်။အစောပိုင်းထုတ်ပြန်တဲ့ညညာချက်ထဲမှာအကျဉ်းထောင်ကိုရှာဖွေခဲ့ရမှာကွန်ဒုံးတွေဆေးလိပ်တွေနဲ့အရက်တွေအပါအဝင်ကျင်းဝတ်ဖောက်ဖျက်မှုနဲ့တားမြစ်ပိတ်ပင်ထားတဲ့ပစ္စည်းတွေကိုတွေ့ရှိခဲ့ရတယ်လို့တရားရေးဝင်ကြီးဌာနကပြောထားပါတယ်။ အချင်းတော်တိုက်ထဲမှာအချင်းသားတို့ကိုတရုတ်အမျိုးသမီး2ဦးနဲ့အတူတွေ့ကြရပြီးအဲ့ဒီတိုက်ခန်းမှာလည်းအကြီးတန်းအရာရှိတွေကိုဧည့်ခံဖို့ပြုပြင်ထားတဲ့အခန်းဖြစ်နေပါတယ်။အချင်းသားတွေတုံးဆွဲခွင့်မရှိတဲ့ဇပွဲဆိုဖာနဲ့ရေခဲတစ်တာတွေကိုအဲ့ဒီတိုက်ခန်းတွေမှာတွေ့ရှိခဲ့ရပါတယ်။မြစီမသတင်းများဆက်လက်တင်ဆက်နိုင်ဖို့အတွက်တင့်ရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ဒါကြောင့်ယခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ